โอเคတကယ်ရှင်တို့အားလုံးပဲမင်္ဂလာပါဗျအာဒီနေ့မှာတော့ဒီ brother တို့တောင်းဆိုထားတဲ့ GMM Granny Multiplayer ဆိုတဲ့ game ချိန်ဆောင်နည်းလေးကိုပြပပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျအာဒီ game ကိုဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုချိန်ဆောင်ရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အဆက်ဆက်ပြောသွားမှာမလို့ဗီဒီယိုလေးကိုတော့လုံးဝမကြော်လိုက်ပါနဲ့ခင်ဗျအာအဲ့ဆိုလို့ရှိရင်ဗီဒီယိုလေးကိုစလိုက်အောင် let's go အပထမဆုံးကျွန်တော်တို့ Play Store မှာ GMM ဆိုပြီးတော့နော်ပရဒါဆိုနော်တိကျနားထောင်နော် GMM Granny Multiplayer ဆိုပြီးတော့ချက်ချလိုက်ဝင်လိုက်အကိန်းနဲ့ဝင်လိုက်ဝင်ပြီးပြီဆိုတာနဲ့ဒီမှာရုပ်ဆိုးဆိုးနဲ့ဖွားပြီးပုံပြလိုက်မယ်ဗျာဟာရမအဲ့လိုမပြောနဲ့လေကွာပြပွားရင်ပလေးကိုနှိပ်လိုက်ပလေးကိုနှိပ်ပါဦးရှင်ကျွန်တော်ဒီမှာ Ultra Sting Ultra Sting မှာကျွန်တော်တို့ကိုဆော့မဲ့သူနဲ့ location တူဖို့လိုတယ်ဗျာ location ဆိုတာတီနေတူလို့အကောင်းဆုံးကတော့ကျွန်တော်အာရှောက်ရွေးထားဖို့အာရှောက်ရွေးထားလိုက် အအဓိကချက်နော် brother အဓိကချက်တရားနာတော့နော်အဲအဲအနေရာမှာအာရှကိုယူထားလိုက်ပြီးရင်ကျွန်တော်တို့ continue ကိုထပ်နေလိုက် continue ကိုနှိပ်ပွားပြီဆိုလို့ရှိရင်အာဒီမှာတော့ log in လို့ပြောတာဗျာကျွန်တော်ကဝင်နေရှုပ်လေနော်အဲ့ဒါကြီးအပလာအလကားပြီးလို့ရှိရင်ဒီပါအဲဒီ under s ဆိုတဲ့ gacha ဆိုတဲ့ဟာအဲအဲ့ဒါလေးပဲကျွန်တော်အင်္ဂလိပ်စကားလုံးပေါင်းတော့အဲအဲ့ဒီဟာလေးကိုနှိပ်လိုက်နှိပ်ပွားလို့ရှိရင်ဒီမှာမှာပြထားတယ်ဗောနော် အပြတ်ထားတဲ့တဲက yes under a gas ဆိုတဲ့ဟာအဲ့ဒါလေးကိုနှိပ်လိုက်ဒီဘက်ညာဘက်ကညာဘက်အစုံဆုံးဟာနော်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်သူကဒီမှာ under username နဲ့ username ဆိုတာ brother တို့ရဲ့သုံးမဲ့နာမည်ပေါ့ဗျာဒီဇက်ကောင်ရဲ့နာမည်ကိုရေးခိုင်းရ brother တို့ကြိုက်တဲ့နာမည်ရေးလိုက်ကျွန်တော်တို့ဒီမှာနာမည်တစ်ခုပေးလိုက်မယ်နော်အာနာမည်က l a l a b y o l k ပြုတ်မရအဲကောင်တော်မရအဲ့လိုပဲပေးလိုက်မယ်ဒီနာမည်လေးကတော့လှလို့ပါကျွန်တော်လည်းအရင်ကြိုက်လို့ပါ sorry sorry အပြီးဆိုရင် done ကိုနှိပ်လိုက်နှိပ်ပြီးဆိုရင်ကြော်ဒီမှာ play play ဆိုတဲ့ဟာနော်အဲ play ဆိုတဲ့ဟာကိုနှိပ်လိုက်ဒီမှာနော် brother ဒီနေရာမှာကိုက run ထောင်မဲ့သူလမ်းပြီးရင်ချိတ်ဆော့မဲ့သူလည်းဆိုပြီးကိုတငယ်ချင်းတစ်ယောက်ရှိရဲဆိုလို့ရှိရင် run ထောင်မဲ့သူကဒီ create run ဆိုတဲ့ဟာလို့နှိပ်လိုက်နှိပ်ပြီးရင်ဒီမှာ run နာမည်ရေးလိုက်ကြိုက်တဲ့နာမည်ပေးလို့ရရပါဒီမှာတော့ကျွန်တော်က LEE လို့ပဲပေးတယ်တော့เนาะအလွယ်အလွယ်ဆိုတော့အပီးပီဆိုတာ ਨੇ run ထောင်ပီးပီဆိုတာ ਨੇ အဲ့ run name ကို အဲတငယ်ချင်းတယောက်ကိုပြလိုက်ပါဗျာပြပြီးဒီ create room လေးကိုနှိပ်လိုက်ကျွန်တော်ကတော့ဒါကျွန်တော်တယောက်လဲဆိုတော့ဘာမှမဖြစ်ဘူးပြီးပြီဆိုလို့ရှိရင် join မဲ့သူပေါ့နော် join မဲ့သူကဒီရဟိုက်နာက join room by name ဆိုတဲ့ဟာလေးကိုနှိပ်လိုက်နှိပ်ပွားလို့ရှိရင်ဆွနာ room ထောင်ထားတဲ့သူရေးထားတဲ့ name ပေါ့ဗျာအခုဆွနာဆိုကျွန်တော် ally ရေးထားတယ်ဆိုတော့ ally ဆိုတဲ့ name ကိုရေးလိုက် ရေးပြီး dion ID ကိုနှိပ်လိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အတူတူချိတ်ဆော်သွားမှာဖြစ်ပါတယ်ခင်ဗျအဲဒီ find room နဲ့ join random room ကကြာတော့ find room ကကြာတော့ကျွန်တော်တို့ဒီ ကဘာကနေပြီးတော့ run ရှာတာပေါ့ဗျာကဘာပေါ့နိုင်ငံခြားမှာရှိနေကိုယ်တကယ်ချင်းနေဆော့မယ်ဆိုလို့ရှိရင်တော့ fine run နဲ့အာတကယ်လို့ကိုက render run render run ဆိုတာကကြတော့ကျွန်တော်တို့ဒီ public ကကောင်းနေတယ်ပေါ့ဗျာတူတူစိတ်မယ်ဆိုလို့ရှိရင်တော့ဒီ render run လေးကိုထည့်ရပါမယ်နော်အဲအားလုံးမဲနားလည်မယ်လို့လည်းထင်ပါတယ်ခင်ဗျာနားမလဲလို့ရှိရင်ကျွန်တော်တို့ comment မှာပေးခဲ့လို့ရပါတယ်ခင်ဗျာနားမလဲနားမလဲလို့ပြောခဲ့ပါဒါပေမဲ့အရန်တော့လွယ်တယ်ဘာလို့လုံးတယ်မှာတေးကြတယ်ကျွန်တော်လုံးတတ်တယ်ကျွန်တော်ကျွန်တော်မသိဘူးနော်ဒါနည်းနည်း YouTube ကသွားပြီးတီးခောက်ပြီးရှာလာတာကျွန်တော်လုံးတတ်တယ်ဆိုတော့ဘာလို့လောက်တော့ AC ပဲ ကဲဗီဒီယိုလေးကိုကြိုက်တဲ့ဆိုတော့ like လေးလုပ်ခဲ့ပါဗျာတည်ချင်တာတွေရှိလို့ရှိရင်လည်းအောက်ကကွန်မန့်မှာမေးခဲ့လို့ရပါတယ်ဗျာအဲဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပဲတွေ့ကြမှာတကယ်ကြီးအားလုံးပဲ bye bye